ဒီနှစ်လေးရတော့ Taylor Swift အတွက်အတိုက်ခံထဲမှာအောင်မြင်မဲ့နှစ်တစ်နှစ်ဖြစ်နေရအောင်တွေ့ရတယ်။အဲ DVD လေးကိုကြည့်ရတဲ့အခါမှာ astrology နဲ့ပတ်သက်တဲ့သုံးသပ်ချက်တွေပါတဲ့အခါကျတော့တချို့လေးမှန်းတွေအတွက်နားမလည်တဲ့အပိုင်းလေးတွေတော့ရှိကောင်းရှိနိုင်တယ်ပေါ့နော်။ Leo ရဲ့ astrology class ကိုတက်ထားပူးတဲ့ astro student ကြီးဆိုလို့ရှိရင်တော့ပုံထဲမှာဒီဂျိုပုံလေးတွေမြားလေးတွေပြထားတာလေးတွေရှိရဲဒါလေးတွေကိုချိတ်ဆက်ပြီးတော့ဖတ်ကြည့်ပါအဲ့တော့အားလုံးသိကြတဲ့အတိုင်းပါပဲဒီကဘာကျော်အစိုးတော့ ရုရှကယောဂလို့ခေါ်တဲ့ရုရှကယုတ်ပိုင်ရှင်ထေလဆွေဖာသူမရဲ့ဆက်နှခွေမြောက် album ဖြစ်တဲ့ The Life of a Showgirl ဆိုတဲ့ album ထွက်ပြီးမှအောင်မြင်မှုကဝက်ဝက်ကွဲရနေတယ်။တပြိုင်နက်တည်းမှာလည်းဝေဖန်မှုတွေတိုက်ခတ်မှုတွေလည်းသူကြုံနေရတယ်။ဒီနှစ်ကတော့သူ့အတွက်တော်တော်ထူးခြားတယ်။အတိုက်ခံရှိမှအောင်မြင်မဲ့နှစ်ဖြစ်နေရပေါ့နော်။ပတ်စံအားလည်း share ရမယ်။ဘာဖြစ်လို့လဲ။သူ့ရဲ့ Jupiter Mahadasha period ဂျူပီတာမဟာဒတာ period ကိုဖြတ်တန်းနေတဲ့အချိန်မှာဂျူပီတာ return နဲ့လည်းကြုံနေတယ်ဂျူပီတာ return ဆိုတာကကျတော့ reju ဟာကိုယ့်ရဲ့မွေးရရာသီကိုတစ်ဖက်ပြောင်းလဲရောက်ရှိတဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်ပေါ့နော်ဒါကြောင့်မလို့သူက audience စီကနေပတ်စံနေသူတိန်ကြုံယူမယ်ဒါပေမဲ့သူအလကားယူထားရတော့မဟုတ်ဘူးနောက်တစ်ခုတတိထားမိတာလေးရှိတယ်ထေလာရဲ့ဖန်တီးမှုတွေကအခုနောက်ဆုံး album မှာဆိုလို့ရှိရင်တော်တော်လေး solid ဖြစ်လာတာကိုတွေ့ရတယ် အရင်လီကိုလှုပ်ပေးပြတဲ့ဗီဒီယိုတွေရှိတယ် Taylor Swift ရဲ့ Blueprint ကိုဖတ်ပြီးတော့သုံးသပ်ပြတဲ့ဗီဒီယိုတဲမှာရှင်ပြီးတော့နားထောင်လို့ရတယ်ပေါ့နော် Taylor Swift ရဲ့တချင်းရေးစွမ်းရည်အားကောင်းတာကဒီ Third House လို့ခေါ်တဲ့အိမ်ကနေလာတယ်ပေါ့နော်ဒီ Third House ကိုပိုင်ဆိုင်တဲ့ Saturn စနေဂျူကနော်ဖန်တီးမှုစွမ်းရည်နဲ့ပတ်သက်တဲ့ Fifth House လို့ခေါ်တဲ့ ငါးတန့်အိမ်မှာသူကရက်နေတာဖြစ်တယ်အတွက်ကြောင့်မို့လို့သူကတချင်းတွေကိုဖန်တီးရဲ့နေရာမှာခက်ခက်ခဲခဲလက်တွေ့ကြကြအကြောင်းအရာတွေကိုကွက်ကူကင်းပေါအောင်သူဖန်တီးလိုက်မယ်ဖော်ပြလိုက်မယ်ဒေါလီကိုတတိထားမိရဲ့ interview to q မှာသူဖြေထားတယ်ပေါ့နော်ထေလာကဒီ e-restore လုပ်နေတဲ့အချိန်မှာတဲ့သူဒီတချင်းတွေကိုပေါ့နော်ဒီနောက်ဆုံး album အတွက်တချင်းတွေကိုသူအားရင်အားတယ်လို့အဲစင်မြင့်နောက်မှာသူရေးရင်းနေတယ်လို့ဆိုတယ်တခါတဲ့ production က ဒီ era တိုးနဲ့တပြိုင်တည်းသွားတယ်လို့ဆိုရတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးတော်တော်တော့အလုတ်များမှာပေါ့နော် that's what her sudden death for her ဒါ sudden ကသူ့ကိုဒီလိုမျိုးဖြစ်စေချင်တာ ਉ အဲ့တော့ personal faint drug ကတော့ဘာမှပြောစရာမလိုဘူး elben ထုတ်ဝေတဲ့အချိန်မှာသူ့ရဲ့ career ကိုစိုးမိုးတဲ့ santanin ကနေဂျိုက11 house မှာရက်နေတယ် as usual she attracts more and more audiences အဲ့တော့ဒါအပြင် artist ဖြစ်တဲ့အတွက်ကြောင့်မလို့ Venus Show ကြီးလိုက်တော့ Venus Show ကလည်း career house မှာအကောင့်နေပြန်တယ်။ကမယ်ဆိုမယ်ပေါ့နော်။ At the same time တချိန်ထဲမှာပဲသူကရန်သူတွေပြိုင်ဆိုင်တွေကိုပါသူဆွဲခေါ်လာတယ်။အဲ့တော့စနေကလှမ်းကြည့်နေတယ်နော်။မင်းရဲ့ဖန်တီးမှုတွေကပေါ်ပေါ်ပဲပဲမဟုတ်ပဲစနေကြတဲ့စာသားတွေဖြစ်လို့ငါက fame ကိုပြီးမယ်နော်။ကြော်ကြားမှုကိုပြီးမယ်နော်။ဆိုပြီးတော့တနည်းကနေကြိုးလှမ်းပြီးတော့သူကချိတ်ဆက်ပြီးတော့စကားပြောနေတယ်။စနေကြိုးကြောင်းသာသူစာသားတွေပို့ပြီးတော့လင်းနေလာတယ်။ ပို့ပြီးရင်းကျက်လာတာကိုအတော်သတိထားမိပါတယ်။ရန်သူပြိုင်ဘက်တီပေါ်လာမယ်ဆိုတော့ကြည့်လိုက်တော့အင်္ဂါဂျိုပေါ့အသူရဲ့ Mars က12 house Libra မှာမတိတတိလေးရန်ဒီ Libra မှာ Mars ကတကယ်တော့မပြောဘူးလေသူရာသီမှာမဟုတ်တာအဲ့တော့ fight ချင်းမိမဲ့ချင်းချင်းနေရတဲ့အပိုင်းလေးတွေသူကြုံနေရလိမ့်မယ်ရန်သူတွေပြိုင်ဘက်တီကလည်းလှုပ်ဝက် and the table and the ground ဆိုပြီးမှလည်းသူကဘသူလဲဆိုတော့သူကောင်းကောင်းကြီးသိနေပါလိမ့်မယ် လာမယ့်နိုဝင်ဘာလကျရင်တော့ Mars ဟာရာသီပြောင်းပြီး Scorpio သူ့ရဲ့ lab လက္ခဏာဘောကိုစီးနှင်းတော့မှာဖြစ်တယ်။အဲ့ခါကျမှသူ့ရဲ့ပြိုင်ဘက်တွေကိုလှလှပပလေးအနိုင်ယူပြမှာဖြစ်ပါတယ်။ကောစာဂျိုးသွား Jupiter စတာပတိကလည်းကန်တက်နေမယ့်အနေထားကိုရောက်နေတဲ့ချိန်လက်ပေါ်စီးနှင်းမဲ့ Mars ကလည်း blessing တွေအများကြီးပေးလိမ့်မယ်။ဒါအပြင် Jupiter ဟာ9 house ကိုဖြတ်တဲ့အချိန်မှာ K2 လို့ခေါ်တဲ့ကိတ်ဂျိုကြောင့်အတိတ်ဘဝအကျိုးပေးတွေကလည်း unlock PO မှာဖြစ်ပါတယ်ဒီချက်ကိုအောင်မြင်အောင်မဲ့ကလေးမှလေးပါအဲ့တော့အောင်မြင်မလားမအောင်မြင်မလားစုရအများကြီးရမလားဆိုတော့ကိုလေးတို့ let's wait and see okay thank you for watching